ဒီကဘာကြီးမှာတော့သူရဲကောင်းအဖွဲ့ကအတော်လေးအစွမ်းတက်တဲ့အဖွဲ့ပါ ကိုနိုမာလို့ခေါ်တဲ့သူဟာအခွဲကိုဥဆောင်ပြီးကုသရေးတူတော်စင်နဲ့တိုက်ခိုက်ရေးကျွမ်းတဲ့ကောင်မလေးတို့အပြင်ခရက်ဆိုတဲ့တောက်တို့မယ်ရလေးပါပါပါတဲ့ကိုနိုဘာတယောက်ရွာထဲမှာတောင်းကျနေတဲ့မွန်စတာကိုရှင်းပေးလိုက်နိုင်ခဲ့ပြီးရွာမှာညစာစားလိုက်ကြပေမဲ့ကိုနိုဘာကအရသာမကြိုက်ပါဘူးခက်ကိုပဲဟင်းချက်ခံလိုက်ပေမဲ့ဒီနေ့ကခက်ဟင်းချက်ရမယ်နောက်ဆုံးနေ့ပဲလို့အခွဲထဲကတယောက်ကထားပြောလာပါတဲ့ဒီရွာဘာကြီးမှာအခွဲဝင်၄ယောက်ပဲထားရမယ်ဆိုတဲ့စီမင်းရှိပြီးသူတို့တွေအခွဲထဲကိုမှော်စရာတယောက်ခေါ်ချင်တာကြောင့်ခက်ကိုထုတ်လိုက်ကြပါပါခက်လည်းသူ့ကိုမထုတ်လိုက်ဖို့တောင်းပန်လိုက်ပေမဲ့မရပါဘူးအလုံးမရှိတော့တဲ့ခက်လည်းကိုနိုဘာတို့စီကနေထွက်လာပြီးနေမျိုးလေးတစ်မျိုးက ကိုရောက်လာခဲ့ပါတဲ့အဲ့မြို့လေးမှာရှိတဲ့အလုရှဝေရေးဒါနာကိုရောက်လာပါတဲ့အဲ့ဒါနာကမင်းကလေးကခက်ရက်နမဲနဲ့ကျွမ်းကျင်မှုကိုမေးလာပြီးခက်ကျွမ်းကျင်တာဆိုလို့တောက်တို့မဲရအလုလေးတွေပဲရှိပါတဲ့ဒီကဘာကြီးမှကျွမ်းကျင်မှုကိုအစင်းနဲ့ခွဲခြားသတ်မှတ်ထားပြီးဂျီကနေ SSR rank ရှိပါတဲ့ခက်ကအခုမှအသက်15နှစ်ပဲရှိသေးပြီသူရ rank နေစစ်ကြည့်လိုက်ချိန်မှာတော့အကောင်လုံးက G rank နေဖြစ်နေတာတွေ့လိုက်ရပါတဲ့ သူအရင်ကအလုပ်လုပ်ခဲ့တဲ့ဂိုနိုဘာတို့အဖွဲ့က SL Run ရှိတဲ့အဖွဲ့ဖြစ်ပြီးဒီနောက်ကံကြောင့်အလုပ်ရတာလွဲမှာပါလို့ပြောလာပါတယ်။ခါကအခုစာဝေးနေရတဲ့အတွက်ပတ်စံလိုနေတာကြောင့်ရရအလုပ်ကိုလုပ်ဖို့စဉ်းစားထားပြီးဆိုင်ရီမလည်းအခန်းထဲမှာရှိတဲ့တဲအီးကိုသွားမကြည့်ဖို့ပြောလာပါတယ်။ခက်လေတဲအီးတဲအီးကိုသွားမကြည့်လိုက်ချိန်မှာတော့တဲအီးရဲ့အလေးချိန်ကသူထင်ထားတာထက်လေးနေပြီးသူ့စီကနေစွဲရင်မော်ရင်ဆုပ်ယူသွားသလိုအောင်ခန်းစားလိုက်ရပါတယ်။ဒါလို့ဆိုရင်တော့မျိုးစုံကတတိုင်းပြင်းတဲ့နေရာကိုသွားကုပေးလိုက်မှာပါလို့ကောင်မလေးပြောလာပါတယ်။ခက်လေမျိုးစုံကိုရောက်လာခဲ့ပြီးအခါတောင်းရှိသူဟာ၃နိုင်ရဲ့အတွင်းတတိုင်းတစ်ဖက်ရဲ့၃ပုံတစ်ပုံလောက်ပြီးအောင်လုပ်ပေးဖို့မှတ်သားပါတယ်။ ဲ့ခက်လည်းသူနားမလဲတာတွေမေးကြည့်ပေမဲ့တောင်အောင်ရှိသူကထွက်သွားပြီမလို့သူနီးသူဟာနဲ့ပဲလုံဖို့သာရှိပါတဲ့သုံးနာရီကြာသွားချိန်မှာတော့တောင်အောင်ရှိသူပြန်ရောက်လာခဲ့ပြီခက်လှုပ်ထားတဲ့တိုင်းကိုကြည့်လိုက်တော့အံ့ဩသွားရပါတဲ့ဒီလောက်အမြန်တုံးနဲ့ဒီလောက်အရေးသွေးရတာကိုအံ့ဩနေရပြီသူမှရှိသလောက်ပဲငွေပေးချင်လာပါတဲ့ကျန်တာတွေကိုနောက်မှစီးရင်နဲ့ထည့်ပေးမယ်လို့ပြောလာပြီခက်တီနေတော့အားယူလိုက်ပါပြီ ဒီလိုနဲ့၃ရက်မြောက်နေ့မှာတော့တောင်ရှိသူကအခက်နှောင်းနဲ့အလုံးလာစရာမလိုတော့ကြောင်ပြပြလာပါတဲ့ခက်လုံထားတဲ့တတိုင်းတွေကအရန်ကောင်းတဲ့အပြင်အရန်လည်းမြန်လာကြောင်တာမန်လူသားတွေကပတ်သက်မရကြတော့ပါဘူးဒါကြောင့်ခက်ရလူဝါခါကိုသူနောက်မှလွှဲပေးလိုက်ပါမယ်လို့ပြောလာပြီးခက်လည်းပြန်လဲလာရပါတယ်သူအလုံးရှောင်ဝေးဒါနာစီကိုပြန်ရောက်လာပြီးသူ့ကိုအလုံးဖြုတ်လိုက်ကြောင်ကောင်မလေးကိုပြပြလိုက်ပါတယ်ကောင်မလေးလည်းခက်အတွက်အလုံးသိရှာပြီးမှစဉ်းစားနေတော့ကောင်နာရှိမှတူဖို့ရဲ့အလုံးသမားတယောက်လိုနေကြောင်ကြားလိုက်ရပါတယ်ဒါပေမဲ့သူမသွားတူမဲ့နေရကအဆင်မပြေတဲ့အပြင်လူဝါခါကိုလည်းတူဖို့လိုရမှပေးမှဖြစ်တာကြောင့်အဲအချက်တွေကအလုံးသမားချာရခဲ့ပါတယ်ဒါပေ မက်ခက်ကတော့သူလုံးနိုင်တယ်လို့ပြောလာပြီးအလုပ်တစ်ခုရဖို့စရာထက်တန်နေပြီပဲခက်ကလူကောင်သေးရကြောင်တပ်ဖက်ကောင်မလေးကတိတ်သဘောမကျချင်ပါဘူးဒါပေမဲ့ဘယ်သူမှမရှိတဲ့အဆုံခေါ်သွားဖို့ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားထွက်သွားကြပါပြီသူတို့ထွက်သွားကြချိန်မှာသူတို့ဌာနစီခက်ရဲ့တိုင်းဆောက်လို့ရေလိုအားကရောက်လာပါတယ် ရွှေတင်ကား200တောင်ဖြစ်နေမှတွေ့လိုက်ရတော့စရင်မလည်းအံ့ဩသွားရပြီ။သူမအောက်ကသဲအိနဲ့ပါဝင်တိုက်မိသွားရပါတဲ့။ဒီသဲအိတွေကရိုးရိုးသဲအိတွေမဟုတ်ပဲမော်သဲအိတွေပါ။မော်များတဲ့သူကိုင်းလေလေးလေးဖြစ်ပြီးသူမမလိုက်တဲ့အချိန်မှာတော့ထင်သားထားတဲ့ပေါ့နေမှတိလိုက်ရပါတဲ့။တစ်ဖက်ကတူပေါ့ရင်နေရာကိုရောက်လာကြတဲ့ခတ်တို့လည်းယူလီရှားရဲ့နေရာမှာစခန်းချဖို့ဆုံးပြလိုက်ကြပါတဲ့။ယူလီရှားကသူမရဲ့တဲစုံလေးမှာနှစ်ယောက်တူတူအိတ်ချဖို့ပြောပေမဲ့ခတ်ကတော့ယူလီရှားတို့မေးမလားလေးနဲ့အဲ့ရမှာရှက်နေပါတဲ့။ ယူလီရှာကတော့သူမကိုမိမလေးလို့ခေါ်လို့ရှယ်ယန်ရံပြီးဒေါသထွက်နေခဲ့ပြီးအဲဒီညကတော့တောထဲမှာတညကုံသွားခဲ့ပါတဲ့။နောက်နေ့မနက်မှာတော့ခက်ခဥဆောင်ပြီးကြောက်ရှိမဲ့နေရာတွေကိုလိုက်ရှာပေးပါတဲ့။အထူးသဖြင့်သူရှာလာတဲ့ကြောက်တုံးမှာဆိုအထဲမှာကြောက်တွေရှိနေတတ်ပြီးယူလီရှာတယောက်အံ့ဩနေရပါတဲ့။ ဒီလိုနဲ့အเจ้าအပုံလိုက်ကိုရှာပြီးချိန်မှာတော့တလင်းเจ้าလေးတွေအများကြီးရလာပြီးယူနီရှာတော့ဘာမှမလုပ်ပေးလိုက်ရပါဘူးဒီလိုเจ้าတွေကိုမော်เจ้าတော်အဖြစ်ပြောင်းဖို့ဆိုရင်ခက်အတွက်အလွယ်လေးဖြစ်ပြီးကျွမ်းကျင်မော်စရာတော့အဲ့တော့မြင်မြန်မော်เจ้าတော်အဖြစ်မပြောင်းနိုင်ပါဘူးခက်ကတော့အဲ့လောက်မကျွမ်းသေးဘူးဖြစ်ပြီးမော်စရာတွေတော့တဏ္ဍာရီလုံးသုံးပေါင်ကိုထုံမသုံးနိုင်သေးပါဘူးယူနီရှာလည်းခက်ကသူမထင်ထားတာတဲ့ထိုးကြနေပန်တီးလိုက်ရပြီးမော်เจ้าတော်တွေရောက်ဖို့ထွက်လာပါတယ်ဂိမ်းဆောင်စေလားစေလားလုံးလာချိန်မှာတော့သူမရဲ့တော်ဝင်မိသားစုလက်အောက်ကစွန်စားသူတစ်စိမ့်ကိုထုတ်ပြလာပါတယ်ဒါကြောင့်အလွယ်လေးကူပြောင်းမော်တဲ့တော်ဝင်မျိုးတော်ကသူမဟာတိမော်စရာမရှိရောက်လာပါတယ် မော်ဆရာမနဲ့မော်ကြောင်တုံးတွေကအရန်အည်သေးကောင်းလေးတာတွေ့လိုက်ရတာမလို့သဘောကျနေပြီးလှုပ်တဲ့သူကိုလည်းသိကျင်နေပါတယ်မော်ကြောင်တုံးတွေအတွက်ရွှေတင်းကား900ပေးလာပြီးယူနီချာကတော့ခန့်အကြောင်မော်ဆရာမစီမပြောပြခြင်းပဲမယ်မော်ဆရာမကအတင်းတောင်းဆိုလာတာကြောင့်ခန့်အကြောင်ပြောပြလိုက်ရပါတယ်ခန့်ရဲ့မော်ကြောင်တုံးတွေကိုရွှေတင်းကား900နဲ့ရောင်းလို့ရခဲ့ပြီးယူနီချာပြန်လာချိန်မှာတော့သူမရဲ့တဲဆိုဝါစာတစ်သားရင်တည်းအစားထိုးနေရယူနေပါပြီယူနီချာလည်းအန်အောနေရပြီးခက်ကတရင်ကို9နာရီထဲနဲ့စောက်ခက်ပဲသိလိုက်ရပါတယ်ယူနီချာအန်အောနေရတဲ့အထက်ကသူမရွှေတင်းက499ပြားကိုခတ်စီပေးလိုက်ပါတယ်ကျန်တဲ့တပြားကိုတော့သူမသွားရောက်ကအနေ နဲ့ယူထားလိုက်ပြီးခက်တယ်သူမကြောင်တုံးတွေကဒီလောက်ရနိုင်မယ်လို့မထင်သားပါဘူး။သူတို့နှစ်ယောက်ဒီနေ့မှလည်းတတုတူဖို့ကြောင့်လှုပ်ထားပါတယ်။ယူနီရှီယာအတွက်တတုရှိတဲ့နေရာတစ်ခုကိုပြခဲ့ပြီးခက်ကတော့တခြားနေရာတစ်ခုမှသွားတော့ပါတယ်။ယူနီရှီယာညနေဆောင်ကနေအထိတူပြီးသွားချိန်မှာတော့ရွှေအောင်တတုတုံးကိုတွေးလိုက်ရပါတယ်။ဒီလောက်ဆိုရင်တော့ရွှေရင်းကသုံးယောက်လောက်ရမှာပါလို့ယူနီရှီယာတွေးမိပြီးပြောနေပြီးခက်ဘက်ကိုသွားကြည့်ဖို့ပြင်လိုက်ပါတယ်။သူမရောက်သွားချိန်မှာအလင်းထွက်ရင်ကြီးတွေရှိတဲ့ဂုံကြီးတစ်ခုကိုတွေးလိုက်ရပြီးခက်ကဘလောက်ပဲတော်နေပါစေအောင်ဒါကြီးကတော့နည်းနည်းများသွားပါပြီ။သူမခက်နဲ့တွေ့တော့ကခက်တယောက်သူ့လိုချင်တဲ့တတုမရခဲ့ဘူးလို့ပြောလာပါတယ်။အဲအစားနည်းနည်းပေါ်တဲ့မေ ထရိုတပ်တွေကိုပဲရခဲ့ပြီးတိတ်သောမုံဝင်တို့လွတ်ပြစ်တော်မှာပါမက်ထရိုတပ်တွေဆိုတာကိုကြားတော့ယူလီရှားဘာမှတော့ပြောမထွက်တော့ပါဘူးဒီတပ်တွေကရွှေထက်ကြတဲ့တပ်တွေပါ ခတ်ရနေတဲ့တတုကဘာတတုလဲလို့မေးလိုက်တော့ခတ်လဲသူ့လက်ထဲကတလက်လက်တောက်ပါနေတဲ့တတုလေးကိုပြလာပါတယ်အဲတတုရှာချက်ကတော့စကားနဲ့တော့ပြောလို့မရတဲ့အပြင်ဒါကိုရှာဖို့အတွက်အနေကြီးထုခဲ့တာပါဒါပေမဲ့အဲကြောင့်တွေကအများကြီးမရှိတာမလို့အပေါ်ကနေမြေပြန်ဖို့လိုက်ပါပြီဒါကိုကြတော့ယူလီရှီယာဆုံးအပ်သွားရပြီသူတို့နှစ်ယောက်သာနေဝင်သွားတာကိုသာငေးကြည့်နေမိကြပါတယ်တပတ်ကဂိုလိုဘာကတော့စားတောက်ဆိုင်တစ်ခုကိုရောက်နေပြီအရသာမကောင်းလို့ဆိုပြီးပတ်စံလည်းမရှိမဲ့ပြဿနာရှာပြီးထွက်လာပါတယ်အစောက်တွေဂိုလိုဘာကိုလိုက်ရှာနေကြခြင်းဂိုလိုဘာကလမ်းကြားတနေရာကိုရောက်လာပြီးဘန်ဒါနာနဲ့တွေ့ပါတယ်ဘန်ဒါနာကိုတွေ့တော့ခတ်ကိုသူ့အတွက်ဟင်းချပြီးပေါ့တွားခေါ်နိုင်လို့ဂိုလို ုံမှာပြောလာပါတဲ့ဘာဒါနာတဲ့ဂုံတို့ပါစီကနေနေရာကူပြောင်းကြောက်ကိုယူလိုက်ပြီးခါကိုသွားခေါ်ပြင်မဲ့ဆိုပြီးထွက်လာပြင်မဲ့အမှန်ကတော့ဂုံတို့ပါအဆောက်တွေလက်ကနေထွက်မပြေးနိုင်အောင်နေရာကူပြောင်းကြောက်ကိုယူသွားတာပါ ဘန်နနာအင်းကနေထွက်လာချိန်မှာခက်ကိုလာရှာခဲ့ပါတယ်။သူမမိတော့သူရဲ့ကောင်းအဖွဲကနေထွက်လိုက်ပြီလို့ပြောလာခဲ့ပြီးခက်ကိုအကူကြီးတောင်းကြတခုရှိရဲ့လို့ပြောပြလာပါတယ်။အဲ့ဒါကတော့တိုင်းပြည်ရဲ့အာဂရိမော်ဆရာမစီသွားပြီးကိုကြီးပေးရမှာပါ။ဒါကိုကြတော့ခက်လည်းအရန်စိတ်လို့ရှားသွားရပြီးဘန်နနာပြောတဲ့နေရာကိုထွက်လာခဲ့ပါတယ်။အဲ့နေရာကမထင်မရှားနေရာလေးဖြစ်ပြီးသူတကားသွားခောက်လိုက်ချိန်မှာအာဂရိမော်ဆရာမရဲ့တပည့်မီချာလာထွက်လာပါတယ်။ခက်သူမတို့ကိုကိုကြီးပေးရမှာကမိဖို့ကြောင့်ကိုတန်ရှင်းပေးဖို့အတွက်ပါ။ မိဖို့ကြောင့်ကတကယ်လည်းတန်ရှင်းဖို့လိုနေပြီခက်လည်းစတဲ့တန်ရှင်းလို့ရပါပြီဒလိုနဲ့နိုင်ယူရဲ့အကြောင်းမှာတော့မိဖို့ကံကတန်ရှင်းသွားခဲ့ပြီခက်လည်းဘာဆက်လို့ရမလဲမေးဖို့မိချလာထွက်သွားတဲ့ဘက်ကိုလိုက်ထွက်သွားခဲ့ပါတယ်သူမအခန်းကိုတကားခောက်လိုက်တော့အထက်ကမိန်းကလေးကဝင်လာဖို့ပြောလာပါတယ်ခက်အထက်ကိုဝင်သွားတော့အထက်မှာအဝေးလဲနေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတယ်နှစ်ယောက်သားရှက်သွားရမယ်ဆိုပေမဲ့သူတို့နှစ်ယောက်ကမရှက်ကြတဲ့အပြင်ခက်ကကောင်မလေးဘိုက်ပေါ်ကချိန်စာကိုတော့စိတ်ဝင်စားသွားပါတယ်သူကြည့်နေတော့ကောင်မလေးကဘိုက်စားလာတာကြောင့်ခက်လည်းစားစရာတစ်ခုခုလုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတကူကိုချက်လို့ပြီးသွားချိန်မှာအာဂရိတ်ဇေယျာနဲ့မေချလာတို့ထွက်လာကြပြီခက်ကိုဒီနေ့အတွက် လိုအားကပဲပြီးအိမ်ပြန်လို့ရပြီဖြစ်ကြောင်းပြပြလာပါတယ်။အာဂရိတ်ဆီယာမားကအခန်းထဲက၄၀အထက်ဆွေပြုတ်ကိုတွားယူပေးလိုက်ပြီးသူမမစားခင်အစိပ်ပါမပါမိကြီးဖို့လှုပ်လိုက်ပေမဲ့၄၀ဆိုတဲ့ကောင်မလေးကတားလာပါတယ်။သူမကအကျဉ်းစားကြောင်ခန္ဓာကိုယ်လည်းပြက်စီးနေပြီမလို့ဒီအစားထဲအစိပ်ပါနေရင်တော့မကြောက်တော့ပါဘူး။ ဒါအပြင်သူမတယောက်ယောက်ကိုယုံကြည်သေးတာမလို့သူမဆရာကိုမမီးခိုင်းတော့ပဲသူမဘာသာပဲစားလိုက်ပါတဲ့လီဇဲပထမတစုံစားပြီးအရသာရှိတယ်လို့ပြောလာတာကြောင့်အိုပီလီယာစေရေးသွားရပြီမဲ့နောက်ခဏမှာပဲလီဇဲလဲကျသွားပါတဲ့ခန်းဆိုတဲ့ကောင်ကတကယ်ပဲရန်သူဘက်ကလာတဲ့လီဇဲကိုလုံးကြံတဲ့သူလားလို့အိုပီလာထင်လိုက်ပါတဲ့ဒါပေမဲ့နောက်ခဏမှာပဲလီဇဲတယောက်ထလာပြီးသူမဘိုင်ကချိန်စာကပျောက်သွားပြီဖြစ်ကြောင့်ပြောပြလာပါတဲ့အိုပီလာလည်းသူမတော်မဖျောက်ပေးနိုင်ခဲ့တဲ့ချိန်စာကိုခက်ခဟင်းလေးတစ်ခွက်တည်းနဲ့ဖျောက်ပေးလိုက်နိုင်တယ်မလို့အံ့ဩသွားရပါတဲ့အိုပီလီယာလီဇဲနဲ့အတူမော်ဆရာမာလေးစီရောက်လာပါတဲ့ မော်စရာလေးဘေးမှာယူလီရှီယာလည်းရှိနေပြီ။အိုပီရီယာတို့လည်းခန့်အကြောင်းကိုယူလီရှီယာတို့စီပြောပြလိုက်တော့ယူလီရှီယာတို့လည်းခန့်ကမင်းသမီးလီဆယ်ရဲ့ကျင်းစာကိုဖြည့်ရှင်းပေးလိုက်နိုင်လို့အံ့ဩသွားကြရပါတဲ့။ မင်းသမီးလင်ဆဲကတိုင်းပြည်ရဲ့၃ရောင်မြောက်မင်းသမီးဖြစ်ပြီးနိုင်ငံတကာနိုင်ငံရဲ့ချစ်ကြည်ရေးမင်းသမီးတစ်ပါးအနေနဲ့ယက်တီနေတာမလို့အရေးကြီးတဲ့သူပါခါရစပြုတ်တပကန်နဲ့လင်ဆဲကိုချိန်စာကားနေကဲပေးနိုင်နိုင်တယ်မလို့ယူလီရှီယာကတော့အတော်ကြီးစမ်းကြတာပဲလို့တော့ခန်းစားနေရပါပြီလင်ဆဲကိုလုံးကြံတဲ့သူတွေကတတရမြောက်မိပြဖုံးတော်ကြီးချုပ်နဲ့အမန်ကြီးတို့ထဲကတယောက်ဖြစ်နိုင်ပါတယ်လင်ဆဲကအနာဂတ်မှာထိနှံ့ရနိုင်သလိုလင်ဆဲသားမရှိရင်နိုင်ငံစစ်ပွဲကိုနှိုးဆွလိုက်နိုင်မှာပါဒါကြောင့်လင်ဆဲကိုအချိန်တိုင်းနာတစ်ခုတွေလုံးကြုံနေဖို့အတွက်မျိုးစုံဘက်မှာတတိုင်းမှာခဏနာမည်ဖြောက်နေဖို့အိုဗီလီယာစဉ်းစားထားပါတယ်ဒါအပြင်ခါရစွမ်းရည်ကိုလည်းစမ်းသပ်ကြည့်ခြင်းပြီးခါတာယုံကြည်ရတဲ့သူဆိုလင်ဆဲ ဲ့ဘေးနားမှာအိုပီလီယာထားကျင်ပါတဲ့မော်စရာမနဲ့သူမရထားတဲ့မော့ကြောင့်တော့ကိုအိုပီလီယာစီပြလာပြီးအိုပီလီယာလည်းအရေးအသွေးကအရန်ကောင်းနေတော့အံ့ဩသွားရပါတဲ့ ။အဲအချင်းဘာမှမသိတဲ့အခက်ကတော့အိုဗေလီယာတို့စီအလုံးလုံးဖို့လာပေမဲ့ဒီနေ့တကားပိတ်ထားပြီးဘယ်သူမှလာမဖွင့်ပေးတာတွေ့လိုက်ရပါတယ်။သူပြန်လဲလာချင်းမှာလမ်းမမေချယ်လာကိုတွေ့လိုက်ရပြီ။သူမဆီယာမကတနည်းအားကိုထောက်သွားတာမလို့ဒီနေ့ခတ်လို့ရမယ့်တောင်းမရှိဘူးလို့ပြောလာပါတယ်။ခတ်လည်းသူဘာမှလုပ်ခဲ့ပြီးသေးတယ်လို့ပြန်စင်းစားနေရင်ဘိုင်းပြေဖို့စားတော့ဆိုင်မှာထမင်းလာစားပါတယ်။ဖြစ်ချင်တော့အဲဆိုင်မှာအလေးပစ္စည်းတွေမပေးနိုင်မဲ့သူကိုရှာကျင်နေကြတဲ့စွန်စားသူတစ်ဖွဲ့ရှိနေပါတယ်။ခတ်လည်းသူလုံးနိုင်တယ်လို့အဲစွန်စားသူတွေကိုပြောလိုက်ပေမဲ့အဲစွန်စားသူအဖွဲ့ကတော့ခတ်လို့ကောင်းငယ်လေးကလုံးနိုင်မယ်လို့မထင်ပါဘူး။ ခက်လက်သူလက်တွေပြဖို့ဆုံးပြလိုက်ပြီထိုင်နေတဲ့ဆာဝူရိုင်းတို့သူနဲ့အနောက်တိုင်းသားတယောက်ကိုတယောက်တစ်ဖက်နှုံနဲ့မပြလိုက်ပါတဲ့ဒါကိုမြင်တော့စွန်သားသူအဖွဲ့လည်းသဘောတူလိုက်ကြပြီခက်ကိုသူတို့နဲ့အတူတော်တဲ့ကိုခေါ်လာပါတဲ့ခက်တယောက်လမ်းတဝက်အယောက်မှာရုတ်တရက်ထအောင်လာပြီသူ့ချက်တော့မှာဆလိန်လာခဲ့နေလို့ပါပဲသူရတိုက်ခိုက်စွာရင်ကအတော်လေးနေတာမလို့ဆလိန်တကောင်တော်မတတ်နိုင်ဖြစ်နေပြီအဖွဲ့တဲကရှီနာဆိုတဲ့ကောင်မလေးကဆလိန်ကိုလာဖြည့်ရှင်းပေးလိုက်ရပါတယ်ခတ်တိုက်ခိုက်တာမှမတော်မှန်းသိပေမဲ့ဒီလောက်ထိမတိုက်ခိုက်တတ်ဘူးလို့တော့မထင်ထားပါဘူးဒီလိုနဲ့သူတို့အထက်ရောက်လာပြီးရှီနာကအလင်းထွက်ရင်ကြီးတွေကိုဂူထဲမုတ်လိုက်ပါတယ် တို့တွေကိုယ်တည်းခဏကြာလမ်းလျှောက်လာကြပြီခက်ကတော့နိုင်ရန်တစ်ခုမှထိုးကြတာတစ်ခုတွေ့လိုက်ရပါတယ် သူအရာကိုစူးစမ်းနေကြဟန်းတို့တွေကတော့မင်းသားတကောင်ကိုတွေ့လိုက်ရပြီအမင်းစာကိုတက်လိုက်ကြပြီမဲ့အမင်းစာကသူ့အပေါင်းအဝါတွေကိုအော်ခွက်ခဲ့ပါတယ်အပေါင်းအဝါကလည်းအမြန်ထွက်ကြဖို့ပြင်လိုက်ပြီမဲ့မင်းစာတွေနှစ်ဖက်စလုံးကလာနေမဲ့တိလိုက်ရပါတယ်ခက်လဲသူတကားတစ်ချက်ရှာတွေ့တာကြောင့်ပြပြလာပြီခန်းနိုင်ရှင်နာတို့တွေအထဲဝင်လာကြပါတယ်ဒါပေမဲ့ရှင်နာကတော့သူမအကိုတို့တွေမဝင်ခဲ့တကားပိတ်လိုက်ပါတယ်သူမတို့နှစ်ယောက်ကတိုက်ခိုက်တဲ့နေရာမှာအသုံးမကျတာကြောင့်အဲ့နေရာမှာဆက်ရှိနေရင်ဒါဆိုရင်ဟန်းတို့ကသာလှုပ်ရှုပ်စီမိပါပါသူတို့ဘာလို့အတူတူထွက်မပြေးကြတာလဲဆိုတော့ခက်လဲမသိပါဘူးဟန်းနဲ့ဒါဆိုတို့အပြင်မှာမင်းစာတွေနဲ့ချတယ်ကြရင်ခက်တို့နှစ်ယောက်ကတော့အခန်းထဲကအခြေအနေကိုရှင်းရှင်း းလေးလေးမြင်လိုက်ကြရပါပြီဒီဇန်နဲ့ယူနီရှီယာတို့လည်းခက်ကိုတဲကိုကမ်းပါလာရှာကြတယ်ခက်ကရှိမနေပါဘူးဒါကြောင့်ခက်ပဲသွားတယ်စဉ်းစားနေကြတယ်ဘန်ဒါနာကနောက်ွယ်ကနေခန်းနဲ့စွန်စားသူတို့တွားကြတဲ့နေရာကိုပြပြလိုက်ပါတယ်ဒါကြောင့်ယူနီရှီယာလည်းအခုလာတဲ့ရင်ပြေးသွားတဲ့သူဟာတောင်းတောင်းဆင်ရလာတာတကယ်လားမသိရတဲ့အတွက်ဒီဇန်ကိုမလိုက်ဖို့ပြောလိုက်ပါတယ်ဒီဇန်ကတော့သူ့မှာသူ့မကိုသူ့မှာကောက်ွယ်နိုင်တဲ့မော်ရှိတယ်လို့ပြောလာပြီယူနီရှီယာလည်းတောင်းမရတာကြောင့်ဒီဇန်နဲ့ထွက်လာခဲ့ကြရပါပြီသူတို့အထဲရောက်လာပြီခက်တို့ဘယ်ရောက်နေတယ်လို့လိုက်ရှာနေကြချိန်မှာခက်ကတော့သူတို့တွေအထဲကငကားသုံးကောင်ကိုရင်စားရတော့မယ်ဆိုတာသိလိုက်ပါတယ်ဒါကြောင့်သူ့ရဲ့ဓာတ်တို့လေးနဲ့ငကားကြီးစီရောက်သွားပြီ သူရတူးဖော်ရဲ့ခွန်အားတွေနဲ့အတူနဂါးတွေကိုရှင်းပစ်လိုက်ပါတဲ့ ချီနာနဲ့စလိန်တော်မနိုင်တဲ့သူကဘလို့လို့ပြီးနဂါကိုနိုင်နေတာလဲသူမမသိပါဘူး။ဒါပေမဲ့ခါကတကယ်ထူးဆန်းတဲ့သူမှတော့သူမသိလိုက်ရပါပြီ။အပြင်ဘက်မှာတော့ယူလီချီယာတို့တွေဟန်တို့ကိုကိုင်ကြီးတိုက်ခိုက်ပေးနိုင်ခဲ့ပြီးမင်းသားတွေလည်းမရှိတော့သလိုခါတို့ကိုလည်းရှာတွေ့လိုက်ရပါတယ်။ခါတယောက်နဂါကြီးကိုအနိုင်တိုက်ခဲ့တာတွေ့တော့ယူလီချီယာအံ့ဩမနေတော့ပါဘူး။ဒီဇယ်ကတော့ပြောနေပြီ။သူမတို့အားလုံးကအခန်းတစ်ခုထဲမှာခဏနားလိုက်ကြပါတယ်။ယူလီချီယာကမျိုးစုံနိုင်ကတတိုင်းမှာစွန်သားသူအသက်တွေကိုဦးဆောင်ပြီးကာကွယ်ရေးတပ်တစ်ခုဖွင့်ထားမှမလို့ခါကိုသူမတို့နဲ့အတူလိုက်မလားလို့မေးလာပါတယ်။ခါစဉ်းစားတော့ရပါပဲ။ဟန်နဲ့ဒါဆိုတို့ကလက်ခံလိုက်ဖို့ပြောလာကြပါတယ်။အမသာအလို့ရ ရင်ခန့်တို့ကလေးတယောက်အတွက်ဒီရင်နဲ့ဘောကလည်းရလာနိုင်ပါတဲ့ဟန်းတို့ကိုပါသူမတို့ဥဆောင်တဲ့အဖွဲ့မှာပါပေးနိုင်မလားလို့တောင်းဆိုလာကြပါတဲ့ဒါကိုကြတော့ဟန်းတို့တွေလည်းဝမ်းသာသွားကြပြီးသဘောတူလာကြပါတဲ့တပတ်မှတော့မော်ဆရာမကခက်ရမော်ဆွဲရင်လည်းကျွမ်းကျင်မှုတွေကိုအစင်းသတ်မှတ်နိုင်ခဲ့ပြီးတိုက်ခိုက်ရေးမှာဂျီရွန်းရတာကတည်းကကျန်တာအားလုံးက SS run နေပါပဲအဲ့တော့ထူကြတဲ့ခက်ကိုသူမတို့ဘက်မှနေအောင်ခေါ်ထားဖို့လိုပါတဲ့မျိုးစုံကတတိုင်းမှာယူလီရှီယာဥဆောင်တဲ့အဖွဲ့ထဲဝင်ဖို့ခက်ရော်တန်ဆိုတို့အဖွဲ့ပါသဘောတူလိုက်ကြပါတဲ့ဒါပေမဲ့ရှီနာကတော့ယူလီရှီယာနဲ့လီဇဲတို့ကိုတိတ်မယုံပါဘူး ယူလီရှီယာတို့ပြောသမျှယုံပြီးအတူတူအလုပ်လုပ်ဖို့လိုက်လာကြတဲ့သူမအကိုနဲ့တန်းဆိုကိုလည်းတုံးဝလိုက်တာလို့စိတ်ထဲကနေသာတွေးနေမိပါတဲ့သူတို့မျိုးတတိုင်းစီရောက်လာချိန်မှာအခက်တရာဒီတတိုင်းကသူအလုပ်လုပ်ဖို့တဲ့တတိုင်းမှန်သိလိုက်ရပြီသူဒီမှာသုံးရပဲလုံလိုက်ရပြီအလုပ်ထုတ်ခံလိုက်ရကြောင်းပြောပြလာပါတဲ့တတိုင်းကြီးရတာသူထွက်သွားကလေးကအများကြီးပြေးသေးပုံတော့မရပါဘူးသူတို့တွေတတိုင်းနဲ့ဝင်လာကြချိန်ဘာမှမရရအဆောက်အုံမှမရှိသေးပါဘူးဒါကြောင့်ဒီနေရာမှာကြီးတို့ကောင်းတဲ့အစာအိုးတစ်ခုလောက်စောက်ပေးဖို့ယူလီရှီယာခက်ကိုပြောလာပြီတရက်တွင်ပြီလာလို့မေးလာပါတဲ့တရက်တွင်ပြီဖို့ကတော့ခက်လည်းမလုံနိုင်ပါဘူးဘေးကသူ တွေလည်းခက်ခတစ်ယောက်ထက်နဲ့အစားအဝအကြီးကြီးကိုဘလို့လုပ်ပြီးပြီးအောင်စောင်းနိုင်ပါလေလို့ပြောလာကြပြီးခက်ကတော့၃ရက်လောက်အချိန်ပေးဖို့တောင်းဆိုလာပြီးယူလီရှီယာလည်းသဘောတူလိုက်ပါတဲ့ခက်ကိုထားခဲ့လိုက်ကြပြီးတန်တဲ့သူတွေကတော့နားရီကန်နဲ့ဝင်လာကြပါတဲ့ရှီနာတယောက်ခက်ကိုအဲ့လိုခိုင်းစားနေတာမတရားဘူးလို့ပြောလာပါတဲ့ယူလီရှီယာကတော့ရှီနာအဲ့လိုထင်နေတာကိုနားလဲပြီးသူမတို့အကြောင်းရှင်းများဖို့ဆုံးပြလိုက်ပါတဲ့လီဇယ်ကဒီတိုင်းမီရဲ့တက်တီးယားမြောက်မင်းသမီးဖြစ်တယ်လို့သူမရဲ့လုံခြုံရေးအတွက်ရောတိုင်းမီအတွက်ပါဒီမျိုးစုံမှာလာနာမည်ဖျောက်နေတာပါ ခါကိုတော့မင်းသမီးရဲ့ကိုဝိုင်အမှုတန်းပြဆောင်ရွက်စေလို့ပြီး UDC ရအဆင့်ကခက်ရလက်အောင်ပါပဲရှိပါတယ်။ဒါပေမဲ့သူမဒီအကြောင်းတွေကိုခါကိုပြောပြမှာမဟုတ်ပါဘူး။ခါကသူ့ကိုယ်သူယုံကြည်မှုနဲ့တဲ့အပြင်မင်းသမီးရဲ့အမှုတန်းလုံးဝမယ်ဆိုတာသာသိသွားရင်သူလုံးနိုင်မှာမဟုတ်ဘူးဆိုရင်ထွက်သွားနိုင်တာကြောင့်မှဟန်နဲ့ဒါဆိုတို့ကတော့မင်းသမီးရဲ့နေရာမှာအလုပ်လုပ်ရတော့မှာဆိုလို့သဘောကျနေကြပြီ။လီဇန်နဲ့သူအလုပ်လုပ်ဖို့သဘောတူလာကြပါတယ်။ရှီနာကတော့စဉ်းစားအောင်မယ်လို့သာပြောလာပြီးထွက်သွားပါတယ်။ရှီနာခါကိုလာတွေ့တော့ခါတရာအောက်ခံအကြံကြီးကိုတော့ပုံဖော်ပြီးနေပါပြီ။ ခက်ရလုံးနိုင်စွမ်းကိုသူမအခုမှသိရတာဖြစ်ပြီးခက်ကဒီမှာအလုပ်လုပ်ရတာပြောလာလို့မေးလာပါတယ်ခက်လည်းသူ့ကိုဒီလိုအလုပ်ပေးမဲ့သူရှိုံနဲ့ပျော်နေပြီဖြစ်ပြီးဒါကသူ့ကိုအတော်ဝင်တဲ့သူတယောက်လို့ခံစားရစေတယ်လို့ပြောလာပါတယ်ဒါကိုကြတော့ရှင်နာလည်းခက်အဆင်ပြေနေတယ်ဆိုတာကိုသိလိုက်ရပြီခက်နဲ့အတူနေပြီးအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါဆိုတယောက်ဘန်နာနာစီကလည်းသတင်းအချက်အလက်တချို့ကိုဝယ်ခဲ့ပါတယ်ခက်ကိုပစ္စည်းအလေးတွေမားဖို့လိုတာကသူတို့တွေမွန်စတာနဲ့တွားလိုက်တဲ့အခါမွန်စတာတွေကိုပြန်ဆယ်လာဖို့ပါပဲအရင်ကသူတို့မှအဲ့နေရာကိုတောင်းယူပေးတဲ့အဖွဲ့ဝင်ရှိပါတယ်အဲ့အဖွဲ့ဝင်ကနေမကောင်းလို့မလာနိုင်ခဲ့တာဖြစ်ပြီးသူတို့ကတော့ယူလီရှီယ ာတို့သာမလာရင်မင်းသားတွေကြောင့်သူတို့ပြန်လာနိုင်တော့မှာမဟုတ်ပါဘူး။ဗန္ဒနာစင်ကတည်းကရတော့အဲ့တယောက်ကတကယ်နေမကောင်းတာမဟုတ်ပဲသူတို့ကိုမင်းသားတွေရှိတဲ့နေရာကိုသွားဖို့တမင်အကွက်ဆင်ခဲ့တာဆိုတော့ပါပဲ။ ဒါကြောင့်တန်းဆိုလဲအကောင့်စီရောက်သွားပြီသူတို့အဖွဲသားပြန်မလာနိုင်ရင်သူတို့အဖွဲရဲ့အကျိုးအမြတ်တွေကိုတယောက်တည်းယူဖို့လုံနေတာပျော်လာလို့သွားမိလိုက်ပါတဲ့တပတ်လူလဲကြောက်ဝါလန့်အားနဲ့ထွက်ပြေးလာပြီလမ်းတစ်ဝက်အရောက်မှာကျိုးထောင်ကြောင်ကြောင်လဲကျသွားပါတဲ့တန်းဆိုအဲ့လူကိုတတ်လိုက်လို့ရပါမယ်သူမတတ်တော့ပဲအဲ့စားသူအဖွဲသားတွေနဲ့ဝဝင်းနေဖို့သာပြောလိုက်ပါတဲ့ဘေးကနေကြည့်နေတဲ့ဗန္ဒာနာလဲတန်းဆိုရဲ့လုပ်ရက်တွေကမပြတ်သားလို့အမရဖြစ်နေပြီသူမကျိုးကိုလည်းပြန်သိမ်းလိုက်ပါတဲ့အဲ့အချိန်မှာပဲအရေးတော်လူနှစ်ယောက်ကတပတ်လူကိုခေါ်သွားကြတာကိုသူမတွေ့လိုက်ရပါတဲ့ဒါကနန်းတော်ရဲ့အရေးတတော်ဆောက်တွေမှသိလိုက်ရပြီအဲ့အချိန်သူမအစီကိုလည်းစားတစောင်ရောက်လာပါတဲ့ မကခက်ကတော့300အတွင်စာရင်ကြီးဆောင်လို့ပြီးသွားပါပြီ။ဥယျာဉ်ကြီးပါအစ်စ်ပါနေပြီ။အထက်ကအပင်တွေဆိုအတိအောင်သိနေလို့မယုံနိုင်ဖြစ်နေရပါတဲ့။အိမ်ထဲမှာအားလုံးအတွက်အခန်းတွေလုပ်ပေးထားပြီးဖြစ်ပြီးမင်းသမီးရဲ့အခန်းကလည်းအတော်လေးကောင်းမွန်လာကြောင်းလီစဲသဘောတွေကြာနေပါတဲ့။အားလုံးအတွက်အကောင်းဆုံးအခန်းတွေပြင်ဆင်ပေးထားတာတွေ့တော့ခက်ရအခန်းကဗမာလည်းလို့မိလာကြချင်းပါ။ခက်တရားသူ့အခန်းကမိဖို့ကြောင့်လည်းကက်ရမှာစောက်ထားတာလို့ပြန်ပြောလာပါတဲ့။အားလုံးကသူ့ကိုအခန်းမှနေဖို့ကန့်ကွက်လာကြပြီးခက်ကိုအာဂရိဆရာနေမဲ့အခန်းမှနေဖို့ယူလီရှီယာပြောလာပါတဲ့။အမှန်ဆိုခက်ရအစဉ်အတန်းကအာဂရိဆရာနဲ့အတူတူပါပဲ။သူတို့အားလုံးခက်ကိုနှစ်နိုင်လောက်ဖြောင်းပြပြီး ြီးတဲ့နောက်မှာခက်တဲ့သဘောတူလိုက်ပါတယ်ဒါလို့နဲ့ဆိုင်ကြီးမှာသူတို့အားလုံးစနေကြပါတယ် မာလဲပါဝင်ခဲ့တဲ့အဖွဲ့ကကိုတို့ပါလဲဝရမ်းပြပြနေတယ်လို့ဗန္ဒနာကလည်းထွက်သွားပါပြီ။ဒါကြောင့်သူမရဲ့အဖွဲ့ကဖះเจ้าကိုအရှက်ရစေတယ်လို့ဖုံတော်ကြီးပြောလာပါတယ်။မာလဲကိုပြစ်ဒဏ်ပေးဖို့ရာစီစဉ်ထားပေမဲ့မာလဲသာသူပြောတဲ့အတိုင်းလုပ်မယ်ဆိုရာဒုဘတိုးပေးမယ်လို့ဖုံတော်ကြီးပြောလာပါတယ်။မာလဲကိုဝိုင်းတစ်ခွက်ကမ်းပေးလာပြီ။မာလဲလည်းသူမဖုံတော်ကြီးပြောတဲ့အတိုင်းလုပ်ပေးမှာမလို့ဝိုင်းကိုတောက်ပြီးလက်ခံလိုက်ပါတယ်။ဖုံတော်ကြီးသူမကိုလုံခိုင်းစေခြင်းတဲ့ကိစ္စကတော့မင်းသမီးလီစဲကိုလုံးကြံမှုကိစ္စပါပဲ။ဒါကိုကြတော့မာလဲအံ့ဩထိတ်လန့်သွားရပြီနောက်ခဏမှပဲသူမဘိုက်ကလည်းနာကျင်မှုကိုခံစားလိုက်ရပါတယ်သူမတောက်လိုက်တဲ့ဝိုင်းထဲမှာချိန်စားပါပြီးသားဖြစ်ပြီးအဲ့ချိန် င်သားကအရေးကလွယ်ပြီးကျန်တာစားလို့မရတော့ဘဲတလားတွင်သိမဲ့ချိန်စားပါတလားတွင်မာလဲမင်းသမီးကိုလှုပ်ကြံထားရင်ယာတို့တိုးပေးမှာမလို့ဒါကိုစားသားမှုလို့သဘောထားလိုက်ဖို့ကပြောလိုက်ပါတဲ့မာလဲတယောက်မင်းသမီးကိုလှုပ်ကြံဖို့နတ်ဆိုးတကောင်နဲ့ပါချိန်သက်ခံလိုက်ရပြီဖုန်းတော်ကြီးကသူမကိုနတ်ဆိုးစီထိုးကြွေးလိုက်ပါတဲ့တဖက်ကခတ်တို့ကတော့ကိမုတ်တွေအေးစေးထိုင်စားနေကြပြီလေဆဲကိုတယောက်ယောက်ကချိန်စားလာတိုက်ချင်တော့ခတ်ချက်ပေးတဲ့ဟာတွေကြောင့်ချိန်စားတော့သူ့အလိုလိုပြည့်ပြီးသားဖြစ်နေမှာပါလေဆဲဒီခန္ဓာမျိုးနဲ့ရောက်လာကြတဲ့ကဘာလို့ဘာမှမဖြစ်သေးတာကြောင့်ယူလီရှီကလည်းစိတ်အေးရပါတဲ့ ဒီဇိုင်းကိုကျင်းစားကာဝယ်တဲ့မန္တာရီများတုံထားသေးတာလို့ယူရီရှီယာမေးလာတော့ခက်လေ။ "तू ကအဲ့လောက်ထိမတော်ပါဘူး"လို့ပြောလာပါတယ်။ "तू အိမ်စားဆောင်ကလေးကဒီတိုင်းအိမ်ကိုကျင်းစားကနေကာဝယ်နိုင်အောင်စောင့်ဝေးခဲ့တာပါ"လို့ပြောလာပါတယ်။ဒါအပြင်ကျင်းစားတိုက်တဲ့သူကကျင်းစားကိုပြန်မိမှဖြစ်တယ်လို့ကျင်းစားတိုက်တဲ့သူမှသိနိုင်အောင်လေ။သူတို့ကတော့မှအလင်းတွေထွက်နေဦးမှာပါ။ယူရီရှီယာလည်းခက်တို့နှစ်ယောက်ကိုခဏထားခဲ့ပြီးဒီအကြောင်းပြောပြဖို့မော်စီယာမမီမီကိုနဲ့အိုဗီလီယာတို့စီရောက်လာပါတယ်။အိုဗီလီယာကလည်းတမျိုးလုံးကိုငိုထဲကအာယုံခံနေတာမလို့ကျင်းစားတိုက်ဖို့ကြိုးစားနေတဲ့သူရှိကြောင်သိနေပါတယ်။တမန်ကလီဇဲတို့ရှိတဲ့ခန္ဓာမျိုးမှာတော့ခန္ဓာကိုကာဝယ်ဖို့စစ်တီတော်တွေ ည်းရှိနေကြပါတယ်။အစစ်သည်တော်တွေကသူတို့စီဦးတည်ကြည်တက်လာတဲ့အယိုးကြောင့်တွေကိုတွေ့လိုက်ရပြီးချက်ချင်းစို့သူတို့ယူနီရှီယာတို့စီအချက်ပြအလင်းတွေတင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ယူလီရှီယာတို့တွေတတိထားပြီးသွားကြပြီအယိုးစုတွေကတော့ခန့်တန်းစီရောက်လာကြပါပြီဖြစ်ကျင်တော့အယိုးစုတွေနေရန်နာရောက်လာကြချိန်မှာတကောင်ပြီးတကောင်ပြောက်သွားရပြီနေရန်ကထူးခြားနေတာဖြစ်အောင်သိလိုက်ရပါတယ်ဒီနေရန်ကိုခတ်လုတ်ခဲ့တာပဲစစ်စေချုပ်ကြီးလည်းမှတ်မိလိုက်ပြီခန့်ကတခုခုပဲဆိုတော့သိကြသွားပါတယ်ဒါပေမဲ့ခတ်လုတ်ခဲ့တဲ့တိုင်းကသုံးပုံမှာတစ်ပုံပဲမလို့အယိုးကြောင်တွေကရှိနေတော့မှတပတ်ကအစာအိုးအပြတ်တနေရမှာတော့မာလဲတယောက်နှဆိုးစီကနေမော်စွမ်းရင်ဆုပ်ယူခံနေရပြီသူမမော်စွမ်းနေကုန်သွားချိန်မှာတော့သူမရဲ့ဝိညာဉ်ကိုပါသုံးပုံနှဆိုးဆုံးပြလိုက်ပါတယ်နောက်နေ့မနက်မှာယူလီရှီယာခတ်လုတ်စီပြန်ရောက်လာပြီသူမကမြို့ပြင်ဘက်ကအယိုးစုတွေကိုတွားတိုက်ခိုက် ရမှာမလို့ခတ်တော့ကိုလည်းအထဲမှပဲနေခဲ့ကြဖို့ပြောလာပါတယ်ခတ်လည်းလိုက်တိုက်ခိုက်ခြင်းပဲမဲ့သူရတိုက်ခိုက်ဆိုရင်ကိုပြန်သေးရလိုက်ခြင်းမှာတော့သူနေခဲ့တာကအကောင်းဆုံးမှသိလိုက်ပါတယ်တပ်ဖွဲ့ကခန္ဓာကိုကာဝယ်နေခြင်းတပ်ဖွဲ့ကဒီအယိုးကြောင့်တွေလာရလမ်းဖြစ်တဲ့အဆောက်အုံပြတ်နေရကိုတွားကြရပါပဲယူနီရှီယာနဲ့စစ်တီတော်ချုပ်ကအဆောက်အုံပြတ်နေရကိုတွားဖို့ထွက်လာကြပြီယူနီရှီယာခတ်လုထားတဲ့မော်ကြောင်တော်ကိုတော့ပြီအပေါဝါကအယိုးကြောင့်တွေကိုပြစ်ပေါက်လိုက်ပါတယ်နောက်ခဏမှပဲအယိုးကြောင့်တွေပြောက်ကုန်ပါတယ်သူမတို့နှစ်ယောက်ခန္ဓာကနေထွက်သွားကြပြီခတ်ကတော့သူလည်းတစ်ခုခုဆိုပြန်တိုက်ခိုက်နိုင်အောင်ဓာတ်တက်လက်လုပ်နေခဲ့ပါတယ်ဒါပေမဲ့သူအတွေးလုံနေခဲ့တာကြောင့်ဓာတ်ထဲမော့ထည့်လိုက်မိပြီဓာတ်ကသူ ူလိုချင်တဲ့တာမန်ဒါမဟုတ်တော့ပါဘူး။အဲအချိန်ထမင်းစားဖို့လာခေါ်တဲ့လေးစဲလဲဒါကိုတွေးလိုက်ရပါတယ်။ ခတ်ကြည့်ရတာဒါကိုသေသဘောမကြပုံရတာမလို့သူမကိုပေးပါလားလို့တော့တောင်းလာခဲ့ပြီးခတ်တယ်40ကိုပေးလိုက်ပါတဲ့40ကအရင်ကချိန်စာမိမှုတဲ့အပြင်အခုလည်း40နေတဲ့နေရာကိုအယိုးစုတွေလာတိုက်နေတာမလို့40ကိုဒုက္ခပေးခြင်းနေတဲ့သူရှိတာလားလို့ခတ်ပေးလိုက်ပါတဲ့40လည်းသူမကိုအနေရပေးခြင်းနေတဲ့သူရှိကြောင်ပြောပြလာပြီးဒါကိုကြတော့ခတ်တယ်အောင်သူတံပိုးထားရတဲ့သူကိုကာဝယ်ဖို့ဆုံးပြလိုက်ပါတဲ့သူမကိုတံပိုးထားရတဲ့သူလို့ခတ်ပြောလာတာကြောင့်40လည်း၄ဘောပြန်မတက်ပြောသွားရပါတဲ့ဒါပေမဲ့ခတ်ကတော့40မှမဟုတ်ပဲကျန်တဲ့သူတွေကိုလည်း40နဲ့ဓာတ်ထုတံပိုးထားပါတဲ့အခုတော့40ကိုအနေရပေးခြင်းနေတဲ့သူကိုတွားတိုက်ခိုက်ဖို့ခတ်ဆုံးပြလိုက်ပြီးသူခတ် 那比我穿棉袄彪了吧嘞！